ားပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန်းသတင်းလေးကိုတင်ဆက်ပေးပါမယ်တရုတ်နေနဲ့ဖိအားပေးနိုင်တော့လဲမြမအနာဂတ်ကိုဆုံးဖြတ်နိုင်မှာမဟုတ်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်နိုင်ငံရေးမဟာမိတ်စည်းလုံးမှုနဲ့တော်လိုင်းရေးစိတ်သက်ကိုအတူတကွဆုပ်ကိုင်ထားခြင်းဖြင့်ပြည်ပဝင်ရောက်ဆွတ်ဖတ်မှုကိုခံနိုင်ရှိမှာဖြစ်တယ်လို့ဆိုပါတယ်တရုတ်ရဲ့တိသာထင်ရှားလုံးနဲ့အဓမ္မဖိအားတွေကြောင့်လာရှုံမျိုးကနေပြီး MNDA တပ်ဖွဲ့တွေဆုတ်ခွာလိုက်ရတာကတော်လိုင်းအတွက်ဆုံးယုံမှုတစ်ခုဖြစ်ပြီးစိတ်ပြည့်စရာကောင်းတာကတော့အမှန်ပါပဲဒါပေမဲ့ဒါကိုအချိုးကွေတစ်ခုဖြစ်မြင်ဖို့ မတင်တော်ပါဘူး2029စစ်စင်ရေးကအတိကကြတဲ့အလင်းပြောင်းစီတစ်ခုဖြစ်ခဲ့ပြီးမြေစစ်ကောင်စီတပ်ဖွဲ့ရီလာရှုံမျိုးလေကိုအကန့်အသတ်နဲ့ပြန်ရောက်လာတာကတော့အပြောင်းလဲလို့မဆိုနိုင်ပါဘူးတာမန်ဆုံးယုံမှုတစ်ခုဆိုတာထပ်မပေါ်ပါဘူးဒီပေါ်အရန်ကြီးစန္နာမနေတင်ပါဘူးပိုပြီးဒီတီညင်ညင်နဲ့အာယုံဆိုင်လောက်ကင်ဖို့ပဲလူတာပါစစ်ကောင်စီအသက်ဆက်ဖို့အပါအဝင်မြန်မာနိုင်ငံရဲ့အုပ်ချုပ်ရေးနိုင်ငံရေးနဲ့စီးပွားရေးတွေပေါ်မှာစစ်တပ်လွှမ်းမိုးမှုကိုဆက်လက်ထိန်းသိမ်းထားနိုင်ဖို့အတွက်တရုတ်နိုင်ငံကအခြားသောအိန္ဒိယနဲ့အာဆီယံတွေနဲ့အတူမြန်မာပြည်ရင်းကိုအာ 得都要文言说普通话嘞。 ဒါပေမဲ့ကျွန်တော်တို့အနေနဲ့ရှူတောက်ပေါင်းစုံကနေစဉ်းစားဖို့လိုပါတယ်ဒေတာရင်းနိုင်ငံတွေကစစ်ကောင်စီနဲ့တော်လိုင်းတပ်ဖွဲ့တွေကြားစီးဆက်ညီနိုင်ရေးအပြစ်ခတ်ရစိုင်းနဲ့အပေးယူလုံညီနိုင်ရေးတွေကိုမြင့်တင်ဖို့ကြိုးပမ်းနေတာပါသူတို့အနေနဲ့စစ်ကောင်စီကိုစီးရအနိုင်ရအောင်ကူညီပေးနေတာမဟုတ်ဘူးအဲ့ဒီအစားတော်လိုင်းအင်အားစုတွေကိုဖိအားပေးတာနဲ့မင်းအောင်လိုင်းတဲ့စစ်တပ်ကိုမလုံးပေးတာတွေကိုပေါင်းဆက်ပြီးပဏိပက္ခရိအရှိန်ကြောင့်ပြစ်ခတ်ရစိုင်းအောင်မြင်အောင်နဲ့ညီနိုင်မှုတွေကနေတစင်တည်ငြိမ်မှုပြန်လည်ရရှိအောင်ကြိုးပမ်းနေကြပါတယ်ဒါပေမဲ့မင်းအောင်လိုင်းကစစ်ပွဲကို ဆက်လက်ဆင်နွှဲဖို့တန်ိဋ္ဌန်ချထားပြီးစစ်မှန်တဲ့အပေးယူညီနိုင်မှုတွေအတွက်ပြင်ဆင်ထားတာမျိုးမရှိတာကြောင့်အဲ့ဒီဂျိုဘတ်မှုတွေကမလွဲမသွေကြရှုံးမှဖြစ်ပါတယ်။ဒီစစ်ပွဲဟာမင်းရောင်လိုင်းအတွက်မျှော်လင့်ချက်အကင်းမဲ့ပြီးမှန်းချက်နဲ့နှမ်းအတွက်မကိုက်တဲ့စစ်ပွဲဖြစ်ပါတယ်။စစ်တပ်ကအာကောင်မောင်းတဲ့အနေထားနဲ့ စစ်ပွဲဆင်နွှဲနိုင်တဲ့အခြေအနေမှာမရှိဘူးဒါပေမဲ့သူနဲ့စစ်ကောင်စီအတွက်တော့အနိုင်မရနိုင်တဲ့ကြောင်းမတ်ဖွဲ့အကြမ်းဖက်ခြင်းနဲ့ဖျက်ဆီးခြင်းစစ်ပွဲပဲဖြစ်ပါတယ်အားနည်းတဲ့ဆင်အစိုးရတရက်ကိုနေပြည်တော်မှာထားရှိဖို့နဲ့မြောက်ပိုင်း EEO တွေကိုတရုတ်ရဲ့စီးပွားရေးနဲ့ပထဝီနိုင်ငံရဲ့အကျိုးစီးပွားတွေကိုနာခံဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့တရုတ်ဟာဖိအားပေးနေတယ်လို့ဩဇာလွှမ်းမိုးမှုတွေကိုလည်းအမှန်တကယ်လှုံ့ဆော်နေပါတယ်စစ်တပ်အုပ်ချုပ်ရေးအောက်မှာအဖွဲ့တွေကွဲနေပြီးမြေတည်ငြိမ်တဲ့မြန်မာနိုင်ငံကဘေကျင်းအတွက်ထိန်းချုပ်ရလွယ်ကူပြီးအမျက်ထုတ်ဖို့လည်းလွယ်ကူမှာဖြစ်ပါတယ်ဒါကပဲတရုတ် ရရှိလို့တဲ့အကျိုးအမြတ်ပဲဖြစ်ပါတယ်။ မင်းအောင်လိုင်ကစစ်ကောင်စီရဲ့ဝါဒဖြန့်ချီရေးတွေမှာဟန်ပြခိုက်ပြီးနေပြီမဲ့လက်ရှိအတော်လေးအားနည်းနေပါပြီစစ်ကောင်စီကလည်းအတွင်းမှာအတော်ကိုလိုက်စားပြက်စီးယူညွန့်နေပါပြီဒါကြောင့်မဲသူဟာသူ့ကိုယ်သူကယ်ဖို့နဲ့အာဏာကိုဆက်လက်ထိန်းသိမ်းနိုင်ဖို့အတွက်မြန်မာနိုင်ငံရဲ့အထုတ်ကြအာဏာရင်အရေးပါတဲ့အစိပ်ပိုင်းတွေကိုတရုတ်လက်ထက်လွှဲအပ်ဖို့အသင့်ဖြစ်နေတာပေါ့ဒါပေမဲ့အဖြစ်ပြက်တွေကတရုတ်ခင်းနဲ့လမ်းအတိုင်းမရောက်နိုင်သလိုမင်းအောင်လိုင်လူချင်းသလိုလည်းဖြစ်လာမှာမဟုတ်ပါဘူးအနည်းနဲ့မြန်ဒေါ်လိုင်းအင်အားစုတွေမဟုတ်ရင်တောင်စစ်တပ်ကိုယ်တိုင်ကသူ့ကိုဖိနှိပ်ရှားပါလိမ့်မယ်မင်းအောင်လိုင်ကတိတ်ခါလဲ ည်းမရှိဖြင်းလဲဖြင်းစိတ်ကူးရင်စံသူဖြစ်ပြီးအနိုင်မရနိုင်တဲ့စစ်ပွဲကိုတိုက်ခိုက်နေတဲ့ပြည်စည်းယုံယွင်းနေတဲ့အာဏာရှင်စနစ်ကိုဦးဆောင်နေသူသားဖြစ်ပါတယ်။တရုတ်ဟာမြန်မာနိုင်ငံရဲ့လက်ရှိတော်လှန်ရေးလက်ကိုလွှမ်းမိုးဖို့အတွက်ဩဇာရောအကျိုးစီးပွားပါနှစ်ခုစလုံးရှိတဲ့တခုတည်းတော်ပြည်ပနိုင်ငံဆိုတာအမှန်ပါပဲ။ဟုတ်ပါတယ်။တရုတ်ဟာချင်းချောက်မှုကြီးတစ်ခုဖြစ်ရှိနေပါသေးတယ်။အထူးသဖြင့်တရုတ်ဟာအာနယ်ပြည်သူကိုမိခိုနေရတဲ့စစ်တပ်နောက်ခံပြုဘ ਹੁ အာဏာချုပ်ကန်ထားသူတွေကနေတဆင်မြန်မာနိုင်ငံကိုစီးပွားရေးရရနိုင်ငံရေးရပါဆိုးမိုးချေလဲဖို့ဂျူပန်နေ နဲ့ကိုလိုနီလက်သည်အာနာရှင်နိုင်ငံဖြစ်ဆက်လက်ပြုမူနေပါတယ်။ဒါပေမဲ့လည်းတော်လိုင်းအင်အားစုတွေကဒီအရွေးကိုနားလည်ကြပါတယ်။တရုတ်ရဲ့ဖိအားကိုတခါတရံခေါင်းငုံခံရပေးမယ်လေသူတို့ရဲ့လွတ်မြောက်ရေးတိုက်ပွဲကိုတော့ပီကျင်းရဲ့အစီအစဉ်မှာအညံ့မခံလို့ကြပါဘူး။တရုတ်နေနဲ့အဖြစ်ပြက်တွေကိုလွှမ်းမိုးနိုင်ပေမယ့်ရလက်ကိုတော့မဆုံးဖြတ်ပြီးနိုင်ပါဘူး။တန်ဋိဌာန်ချထားတဲ့လွတ်မြောက်ရေးကြိုးပမ်းမှုတွေကအင်အားကြီးရဲ့ပြည်ပဝင်ရောက်ဆက်ဖက်မှုတွေကိုအနိုင်ယူရဲဆိုတာကိုတမိုင်းကတက်တည်ပြပြီးဖြစ်ပါတယ်။လာရှုမျိုးကနေကိုကန့်တက်တွေတစိမ့်တစ်ပိုင်းဆုတ်ခွာသွားတာနဲ့ပတ်သက် လို့ DNL ဘက်ကိုဖိအားတွေပို့ရောက်လာမှာအမှန်ပါပဲ။အဲ့ဒီဖိအားတွေအောက်မှာ DNL အနေနဲ့နီးပြူဟာပိုင်းရဆောက်ခွာမှုတချို့လုံနိုင်ကောင်းနေတယ်လို့မလုံနိုင်တာလည်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့မြန်မာလူထုရဲ့လွတ်မြောက်ရေးတိုက်ပွဲလမ်းကြောင်းပေါ်တရုတ်ဝင်ရောက်ဆက်ဖက်မှုရဲ့အကျိုးသက်ရောက်မှုကလက်ရှိကိုကန့်တရက်လုံရက်တွေပေါ်ဒါမှမဟုတ်တောင်းတက်ကိုတရုတ်နဲ့စစ်ကောင်စီကဘလောက်ဖိအားပေးမလဲဆိုတဲ့ပေါ်ဒီမှာမှုတည်ပြီးနေပါလှပါရယ်ကိုကန့်တက်အနေနဲ့တရုတ်ဖိအားပေးစီခိုင်းမှုအောက်မှာရှားသလောက်နည်းဆုံးကိုပဲလိုင်းလုပ်ပွဲရှိသလို TNL ကလည်းဖြစ်နိုင်သမျှနီးလန်းအားလုံးနဲ့ဖိအားကိုခုခံကာအနည်းဆုံးလိုက်ရောပေးရဖို့ကိုတက်နိုင်သလောက်အတီးတီးလှုပ်သွားပါလိမ့်မယ်အဓိကမိကွန်ကရှမ်းမြောက်မှာတရုတ်ဘာလို့နေလဲဆိုတာမဟုတ်ပေမြန်မာပြည်ရဲ့တခြားနေရာတွေမှာ ဘာတွေဖြစ်ပျက်နေရလဲဆိုတာပါမြောက်ပိုင်းအီယာဝတွေပေါ်ဖိအားတွေကနိုင်ငံအတွင်းအခြားနေရာတွေမှာတော်လိုင်းလှုပ်ရှားမှုတွေဗျူဟာမြောက်တိုးလာမှုတွေကြောင့်တက်တာရရနိုင်ပါတယ်လက်ရှိအရေးကြီးတဲ့အချက်ကဆက်အာနာရှင်စံချိန်ရေးလွတ်မြောက်ရေးကြိုးပမ်းမှုမှာအဓိကကြတဲ့ NUG PDF တက်တွေ K3C မဟာမိတ်အဖွဲ့နဲ့အီရိုနီနဲ့၎င်းတို့နိုင်ငံညီညွတ်မှုကိုထိန်းသိမ်းထားနိုင်ပြီးစစ်ကောင်စီပေါ်စီးရေးဖိအားတွေဆက်ပြီးနိုင်မှာလားဆိုတာပါပဲတကယ်လို့ဒီလိုအဓိကဖွဲ့တွေကနိုင်ငံအရာအတူတကလက်တွဲပူးပေါင်းပြီးမဟာမိတ်အင်အားစုဖြင့်ဆက်လက်တော်လှန်သွားမယ်ဆို င်တရုတ်ရဲ့ရီမန်းချက်တွေအောင်မြင်လာမှာမဟုတ်ပါဘူး။ ကိုကန့်ကလူမျိုးစုအားတရုတ်နိုင်ငံနေဖြစ်ကြပြီး၎င်းတို့ရဲ့စည်ရင်းနဲ့စီးပွားရေးရှင်သန်မှုအတွက်တရုတ်ပေါ်အတော်လေးမိခိုအားထားနေရတယ်ဆိုတဲ့အရှိတရားကိုလက်ခံအားမှာပါတရုတ်အနေနဲ့အခြားလူမျိုးစုလက်နက်ကိုင်ဖွဲ့တွေပေါ်အလားတူနှီးပြူဟာမျိုးလုံနိုင်လောက်ပြီးမြေကိုကန့် MND ပေါ်လွှမ်းမိုးနိုင်တယ်လို့သူတို့တွေကိုလွှမ်းမိုးနိုင်မှာမဟုတ်ပါဘူး TNL နဲ့ KYR တို့အတွက်တရုတ်ဖိအားအောက်မှာရှိမှချက်အောင်မြန်လှုပ်ရှားဆောင်ရွက်ဖို့မလွယ်ကူသေးပေမယ့်ဆရာနာရှင်စနစ်ကိုဖယ်ရှားဖို့အတွက်ပုံမိုကျပြတဲ့တော်လိုင်းလှုပ်ရှားမှုနဲ့လိုင်းရုံးညီထွေဖြစ်တဲ့၎င်းတို့ ကိုပိုင်လွတ်မြောက်ရေးအစီအစဉ်ဒီအောင်မြင်အောင်တော့တက်နိုင်သလောက်လှုပ်သွားကြမှာပါတရုတ်ပြည်အားကိုဘယ်လောက်ထိန်းထားနိုင်မလဲဆိုတာကကြံနဲ့မြန်မာနိုင်ငံတဝန်ဖွံ့ဖြိုးတိုးတက်မှုတွေဘယ်လောက်ဖြစ်မလဲဆိုတဲ့ပုံမှန်များစွာမူတည်ပါတယ်တေစာပေါက်တရုတ်ဟာအေအေကိုဖိအားပေးဖို့ကြိုးစားနေတယ်လို့နောက်ွယ်ကလှုပ်ဆောင်နေရဆိုတာကလည်းအမှန်ပဲဖြစ်ပါတယ်ဒါပေမဲ့ MND ပေါ်လွှမ်းမိုးနိုင်သလောက်သူ့အနေနဲ့အေအေပေါ်လွှမ်းမိုးနိုင်လိမ့်မှာမဟုတ်ပါဘူးလက်ရှိမှာအေအေကဘင်္ဂလားဒေ့ရှ်နယ်စပ်ကိုတိတိတသားထိန်းချုပ်ထားနိုင်ပြီးအိန္ဒိယနယ်စပ်နဲ့လည်းနီးကပ်နေပြီဖြစ်ပါတယ်ကိုကတ်ကိုတရုတ်ကတောင်းတဲ့ ီးဖြူဟာတွေကအေးအေးပေါ်အလုတ်ဖြစ်မှာမဟုတ်ပါဘူးအေးကဖြူဟာမြောက်အနေထားမှာရှိနေပြီးနည်းမြေဆိုးမွေးရင်အာကောင်နဲ့အမျိုးသားရေးလက္ခဏာနဲ့လူမှုထောက်ခံမှုဘင်္ဂလားဒေ့ရှ်နယ်စပ်အိန္ဒိယရဲ့ကလတန်းစီမံကိန်းအတွက်အရေးပါတဲ့လမ်းကြောင်းတွေစားတဲ့ဖြူဟာမြောက်အရှင်းမြစ်တွေကိုထိန်းချုပ်ထားသလိုရခိုင်ပြည်နယ်ကတရုတ်ရဲ့မဟာဖြူဟာမြောက်အကျိုးစီးပွားတွေပေါ်လည်းထိရောက်လွှမ်းမိုးမှုတွေရှိနေပါတယ် ။တရုတ်ဟာဒါကြောင့်ပဲ MND နဲ့အလားတူနေတိုင်းအေကိုအနိုင်ကျင့်လို့မရပါဘူး။ဒီကုန်းကျုံနေနဲ့အကြံပြုရရင်လာရှုံမျိုးရဲ့ဆုံးယုံမှုပေါ်ရန်ကြီးစန်းနာမပြမီအောင်စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားပြီးအာရုံစိုက်ဖို့ပါပဲ။လူမျိုးစုတိုင်းရင်းသားတွေအပါအဝင်မြန်မာပြည်သူတွေကရက်ဆက်ကြမ်းကြုတ်တဲ့စစ်အုပ်ချုပ်ရေးကနေလွတ်မြောက်ဖို့အတွက်လွန်ခဲ့တဲ့လနှစ်ခွဲအတွင်းအထင်ကြီးလောက်စရာတန်နိုင်ထံမျိုးသူရဲကောင်းစံမှုမျိုးနဲ့ကြီးမားတဲ့နစ်နာခံမှုမျိုးတွေနဲ့အတူလက်တွေ့ကြတဲ့ခွင့်ရတစ်ခုစီချင်းကပ်လို့လာခဲ့ပါပြီ။တမိုင်းဝင်အောင်မြင်မှုတစ်ခုရဲ့လက်တကမ်းလိုမှပြန်ရောက်နေပြီလည်းဖြစ်ပါတယ်။ ်မြန်မာပြည်သူတွေအနေနဲ့အပြစ်ခတ်ရဲစဲရေးသဘောတူညီချက်အတူတွေအတူရောင်ရွေးကောက်ပွဲတွေနဲ့မြန်မာနိုင်ငံကိုတရုတ်လက်သက်ကိုလိုနီလက်အောက်ကလွှမ်းမိုးချန်လှခံပြည်နယ်အဖြစ်အသွင်ပြောင်းပြောင်းမှုတွေကိုခေါင်းငုံလက်ခံနေမဲ့အစားရှိမှချက်အောင်မြင်တဲ့အထိနိုင်ငံရေးမဟာမိတ်ပြုမှုတွေနဲ့စည်ရေးပူးပေါင်းဆောင်ရွက်မှုတွေကိုဆက်လက်ထိန်းသိမ်းထားခြင်းမျိုးနဲ့အဆုံးစုံရှောင်လန်းမှာဖြစ်ပါတယ်။ဟုတ်ပါတယ်တရုတ်နဲ့အိန္ဒိယချင်းနိုင်ငံတွေရဲ့ဝင်ရောက်မှွေးနှောက်ဆက်ဖက်မှုတွေကတော်လိုင်းကိုပုံမှုခက်ခဲရှိကြစေပါတယ်။ဒါပေမဲ့တာဟာလွတ်မြောက်ရေးမဖြစ်နိုင်တော့တဲ့အထိလုံနိုင်စွမ်းမှာတော့မတန်နိုင်ပါဘူး။ နောက်ထပ်တပုတ်အနေနဲ့ဒေသရင်တပ်ဖွဲ့၅ဖွဲ့ပေါင်းစည်းပြီးပခုတ်ကူခရိုင်တွင်စစ်ရေးအရှိန်မြင့်မဲ့အကြောင်းတင်ဆက်ပေးပါမယ်။အင်အားကောင်းတဲ့တရင်တစ်ခုဖြစ်ဖို့ကြံတပ်ဖွဲ့တွေလည်းပူးပေါင်းကြဖို့ဖိတ်ခေါ်ပါရယ်။မကွေးတိုင်းဒေသကြီးပခုတ်ကူခရိုင်တွင်ကဒေသရင်တပ်ဖွဲ့တွေဖြစ်တဲ့ Equip People Defense ဖို့သူရင်တီအားထွန်တာပခုတ်ကူစစ်စနန်း Galleria for Justice Revolution for စတဲ့တပ်ဖွဲ့၅ဖွဲ့ပေါင်းစည်းပြီးပခုတ်ကူခိုင်လူကဲတရင်အပတ်စဉ်တည်နှံကိုစိုးမိုးနေမြေတနေရာမှာပြုလုပ်ခဲ့ပါရယ်ပခုတ်ကူခိုင်လူကဲတရင်ကိုဖွဲ့စည်းရခြင်းဟာပခုတ်ကူခိုင်တွင်စည်ရေးအရှိန်မြင့်တင်ပေါ်နေပြည်သူအားကိုရတဲ့တရင်တပ်ဖွဲ့တစ်ခုဖြစ်ပေါင်းစည်းချီတက်ပြီးပြောင်ကြားစစ်ကနေပုံမှန်ကိုစစ်ကူပြောင်းရမှာ တက်ပုံစံကြဖို့လိုအပ်တာကြောင့်ဖွဲ့စည်းရတာဖြစ်တယ်လို့မေလာတရနေ့မှအတည်ပြုထုတ်ပြန်ပါတယ်ဒေသရင်းတပ်ဖွဲ့၅ဖွဲ့စုစည်းရတဲ့ပတ်သက်ပြီးရည်ရွယ်ချက်ကတော့အဖွဲ့ကွဲပြားနေတာထက်တူတူပေါင်းစုပြီးတိုင်မှအကြမ်းဖက်စားကားစားကိုအနိုင်တိုက်နိုင်မှာလို့ရှုံးကြည့်လို့ပေါ့အရင်ကထက်ပိုပြီးထိထိရောက်ရောက်တိုက်ခိုက်ဖို့ရည်ရွယ်ထားပါတယ်လို့ Equip People Defense ဘုတ်တရင်ပြန်ကြိုင်တာဝန်ခံရဲဘော်ကတရင်ဌာနကိုပြောပါတယ်အခုပြုလုပ်တဲ့အပတ်စဉ်တင်နန်းကိုပေါင်းစည်းထားတဲ့၅ဖွဲ့ကရဲဘော်အလျောက်၄၀တက်ရောက်ခဲ့ပြီးတင်နန်းမှာစစ်ပညာတင်နန်းပြင်နိုင်ငံရေးတင်ကန်းစ ာ COC နှစ်ရက်ပြည်သူ့စစ်မဟာဗျူဟာနဲ့စစ်ဘက်ဆိုင်ရာခေါင်းဆောင်မှုစတဲ့သင်ခန်းစာတွေကိုတလကွဲကြတင်ကြားပေးခဲ့တာလို့သိရပါတယ်။အခုချိန်ကကွဲပြားဖို့မတင်တင်မဲ့တစုတစီရဲ့အင်အားကောင်းတဲ့တရင်ဖြစ်ဖို့လိုအပ်တာကြောင့်ပခုတ်ခုခရိုင်တွင်းမှာရှိရဲ့လူကေတပ်ဖွဲ့တွေနဲ့တခြားတော်လိုင်းအင်အားစုတွေနဲ့လည်းပူးပေါင်းကြဖို့ကိုပြောထားကြပါသေးတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။အဲ့ဒါ